ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးမိတ်ဆွေများလို့မင်္ဂလာပါတနင်္လာသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲရော့ဟော့စတန်ဟောကြားပေးมาဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကို6လပိုင်းအတွက်တဲရော့ဆွဲပြီးတဲ့ခါမှာတနင်္လာသားသမီးတွေအတွက်ကြာလာတဲ့တဲရော့ကက်ကတော့အဲဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်နော်ဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်အဲ့မှာလူလင်ပြူတယောက်ပေါ့နော် လူလင်ငယ်တယောက်ကအညို့အခက်အတက်တွေထွက်လာတယ်ဒုံချောင်းတစ်ချောင်း ခေါင်းမော့ပြီးကြည့်နေတယ်ပေါ့ဘေးမှာလည်းတောင်ကုန်းတောင်တန်းတွေရှိနေတယ်အဲ့တော့ဒီကရဲ့အိဗေကတော့သတင်းစကားကိုတည်ဆောင်လာတဲ့သူဆိုရင်အိဗေရပါတယ်ဒီကရဲ့အိဗေကတော့သတင်းစကားတွေကိုတည်ဆောင်လာတဲ့သူသတင်းကောင်းတွေကြားရတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာတင်းနာသားသူမျိုးတွေအနေနဲ့ကအမင်္ဂလာရှိတဲ့သတင်းတွေအဝမ်းသာမဲ့သတင်းတွေပျော်စရာကောင်းတဲ့သတင်းမျိုးတွေပေါ့နော်သတင်းစကားတွေကြားရမယ်ဆိုတဲ့အထိပ္ပယ်ကိုစောင့်ပါတယ်နော် ဲ့တော့ရုံငန်းကိုင်ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုတိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတော့နမိတ်ရှိပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်လာမယ်နော်အဲ့တော့လူမှုရေးနဲ့ပတ်သက်တာတွေနောက်အသိအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မယ်အဆင်ပြေမယ်ဆိုတော့နမိတ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိတတ်ပါတယ် ဲ့ဒါအမွေရတတ်တယ်နော်မတင်မတဲ့နဲ့အမွေရတတ်တယ်ရုတ်တရက်ငွေတွေဝင်လာတတ်တယ်အဲ့ဒါငွေဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်နော်အိမ်တော်တွေနေနေဆိုရင်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှိဘူးအဆင်ပြေလာမယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ရတတ်တယ်အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ပြီးတော့အောင်မြင်မယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီကဲအတိတ်ပဲကတော့ အဲ့တော့ယူရချက်ယူမှန်းချက်တွေအစ်စ်တွေပေါ်ပေါက်တက်တယ်နော်ဥတီချက်အစ်စ်တွေပေါ်ပေါက်တက်တယ်နော်လမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတက်တယ်ဒီနေ့လာသားဆိုလမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတက်တယ်အဲ့တော့ကိုယ့်ရဲ့ဒီညာရင်ညာသွေးနဲ့နော်ကိုယ့်အနေနဲ့စ조사အားထုတ်မယ်ဆိုလို့ရှိရင်ကျင်းတွေပေါက်အောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဘဝအစ်စ်တစ်ခုလုပ်ငန်းအစ်စ်တစ်ခုနော်အခွင့်အရေးအစ်စ်တစ်ခုရရှိတက်တယ်နော်လုပ်ငန်းကိန်းကအစ်စ်တွေနော်အခွင့်အရေးအစ်စ်တွေပေါ်ပေါက်လာမယ် နော်နေရာဒေသအတိတ်တွေမရောက်ဘူးတဲ့နေရာမျိုးတွေခီးထွက်ကြတာခီးသွားတာမျိုးတွေကြုံတွေ့ရတဲ့တဲ့နော်အဲ့တော့စိတ်ကူးအစ်အကြံဉာဏ်အစ်တွေပေါ်ပေါက်လာတဲ့တဲ့အဲ့စိတ်ကူးအစ်အကြံဉာဏ်အစ်တွေနေရာနေပြီးတော့အလောက်ကန်ဆောင်ရမယ်ဆိုရင်ဒီနေရာသားသူတွေဒီ6လပိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါတနင်္လာသားသမီးဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတို့အတွက်ကို6လပိုင်းအတွက်တဲရော့ဟော့စတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးစွာ 6လပိုင်းအတွက်တနင်္ဂနွေသားသမီးကိုတဲတော့ကြည်ပြီးတဲ့အခါမှာတနင်္ဂနွေသားသမီးအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာတုံချောင်းရှစ်ချောင်းဆိုတဲ့တဲတော့ကက်ကြလာပါတယ်နော်တုံချောင်းရှစ်ချောင်းဆိုတဲ့ကက်အော်ဒီကက်ရဲ့အတိတ်ပဲရတော့ဒါရှေ့မှာမြစ်တစ်ခုစီးဆင်းနေတယ်နော်နောက်စိန်လန်းဆိုပြေနေတဲ့ကွင်းပြင်ကြီးနဲ့တောင်ကုန်းတောင်တန်းတွေရှိတယ်အဲ့ဒီတုံချောင်းရှစ်ချောင်းမှာလည်းအညွန့်အခက်အတက်အလက်တွေဘူးစသာ ထွက်နေတယ်နော်အညုံအကက်အတက်လက်တွေအညုံအကက်တွေထွက်နေတယ်ဒုံချောင်းရှစ်ချောင်းကောင်းငင်ကနေကြာလာတယ်ပေါ့အဲ့တော့ကောင်းငင်ကကြာလာတယ်လို့ယူဆလို့ရတယ်လို့ရှေ့မှာအဲတိုက်ဒုံချောင်းရှစ်ချောင်းကိုကာစီးထားတယ်ဆိုတဲ့အိဗယ်မျိုးလေအိဗယ်ကောက်လို့ရတယ်နော်ကောင်းငင်ကနေပြုတ်ကြလာတယ်ဒုံချောင်းရှစ်ချောင်းနော်အိဗယ်ရတယ်အဲ့တော့တနေ့ဦးလေသားသမီးတွေနေနေကဒီ6လပိုင်းဆိုတဲ့ကာလမှာ မိမိလောက်ကင်နေတဲ့အလောက်ကလုပ်ငန်းကင်ငန်းနေတဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကူအညီကောင်းနေရတတ်တယ်။နော်လုပ်ငန်းတွေတိုးတက်လာနိုင်တယ်။သို့တော့အဟံတားတွေအနှောက်အယှက်တားစီတွေလည်းရှိနေတယ်။နော်အဟံတားတွေအနှောက်အယှက်တွေအတားစီတွေရှိနေတယ်။အနှောင့်နှေးကြံ့ကြာမှုတွေရှိနေတယ်။အဲ့တော့ကိုယ့်ရဲ့ကိုယ်လုံးမဲ့ဆိုတဲ့ကိစ္စတွေကိုဒီ6လပိုင်းမှာတနည်းသာသမီးတွေနဲ့မြန်မြန်တော်တော်လည်လည်လုပ်ဖို့လိုတယ်နော်။အဲ့တော့ဖြတ်ခနဲပေါ်ဆက်ခနဲလို့ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တနည်းဦးလေသာပြီးတယ်6လပိုင်းမှာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့စီးပွားရေးတွေကအောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်အထူးသဖြင့်ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေကတော့အကောင်းဘက်မှာရှိနေတယ်6လပိုင်းဆိုတဲ့ကာလမှာပဲအဲ့တော့စီးပွားတက်နိုင်တယ်ຢາລູໂຕດາမျိုးດີລາດາໂຕດາမျိုးດີຈົ່ງດ້ວຍອັດແຕ່ແລ້ຈ້ອງຄີດີຕົວອັດແຕ່ທີຊຸຍປောက်ໂຕລະမျိုးທີຊຸຍປောက်ແຕ່ແລ້ງွေດີອຫມູຍາລະອົ່ທັນແລ້ວວິນແດບາແດ່ເອົາອັນຍີແວຈັດຍີມ້ານຈັດດີປຽວມາແອອັນ ကိုတိုးလောင်ထားတဲ့ပစ္စည်းတွေလည်းဈေးကောင်းရမယ်เนาะချစ်သူကြီးစားမရှိသေးတဲ့သူတွေဆိုရင်ငယ်ရွယ်သူတွေနေလဲဆိုရင်လည်းချစ်သူကြီးစားတွေရတက်တယ်ဆိုရင်အထိပ်ပဲဖြစ်ပါတယ်အဲ့တော့ရုံးမင်္ဂလာအမှုခင်းဖြစ်နေတဲ့ဆိုတဲ့သူတွေဆိုရင်လည်းအမှုခင်းနေနိုင်တတ်တယ်ရွှေတဲ့ပစ္စည်းတွေရန်နာပစ္စည်းတွေလောလစားတွေဝင်တတ်ပါတယ်အဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့တော့အလှူဒန်းကိစ္စတွေပြုလုပ်ရတတ်တယ်မင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်အဲ့တော့တနည်းဥပဒေသားတွေနဲ့အခက်အခဲနှောက်ရက်တွေကိုတွေ့ကောင်းတွေ့နိုင်တယ်အဲ့ဒီအခက်အခဲနှောက်ရက်တွေကိုကြော်လွားနိုင်မှာဖြစ်ပါတယ် အကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။အင်္ဂါသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါ။အင်္ဂါသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲရော်ဟောစနံဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့အခုဒီအင်္ဂါသားသမီးတွေအတွက်တဲရော်ချိုးတဲ့အခါမှာဒီ6လပိုင်းအတွက်ကြာလာတဲ့တဲရော်ကက်ကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့တဲရော်ကက်ဖြစ်ပါတယ်နော်။ကောင်းငယ်ကတဘိုးကေကမှုတ်လိုက်တဲ့ချိန်မှာဒီခေါင်းတလားတဲ့ကလူတွေကထလာတဲ့ပုံပေါ်ထွက်လာတဲ့ ဲ့တော့ဒီကအဓိပ္ပာယ်ကတော့ရှင်သန်ခြင်းเนาะရှင်သန်ခြင်းဆိုတဲ့အဓိပ္ပာယ်เนาะအဲဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုပ်တရက်ပြန်ရလာတတ်တယ်သူအဟောင်းတွေပြန်ပေါ်လာတတ်တယ်เนาะအဲ့တော့လူဟောင်းတွေเนาะအရင်တော့မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရတတ်တယ်ဆွေမျိုးသားချင်းကွဲကွာနေတာကြာပြီဖြစ်တော့ဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်အဲ့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်လုပ်ငန်းအဟောင်းကနေပြီးတော့ရက်တံပြီးတော့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်နောက်တစ်ချက်က ကိုအဆင်မပြေတော့ဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေနော်အဆင်မပြေတော့ဘူးလုံးဝကိုပျက်စီးနေတဲ့လုပ်ငန်းတွေဆိုရင်ပြန်ပြီးတော့ထူထောင်ဖြစ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေလာနိုင်တဲ့လုပ်ငန်းတွေစီးပွားရေးတွေအဲ့လိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့ထွက်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တယ်ကိုယ့်ရှိရနေထွက်ထားတဲ့ဖြွေတဲ့ပစ္စည်းတော်လည်းကောင်းလက်ဝတ်လက်စားတွေပြန်ဝင်လာတတ်တယ်ဆိုရင်လည်းမိတ်နော်လူကောင်းတွေပြန်စုံစည်းရတတ်တယ် အဲ့တော့ကွဲကွာသွားတဲ့ဒီအခြေရေးတို့အိမ်တော်ရေးတို့ရှိခဲ့ရင်လည်းဒီချိန်ကာမျိုးမှာပြန်လဲစုံစည်းတာမျိုးတွေနော်ပြန်လဲပြီးတော့တရင်ကောင်းကြားရတာမျိုးတွေကျွန်တော်တွေ့ရတဲ့အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တစ်ချက်သတိထားမှာအရင်ဖြစ်ပူးခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ပေါ်လာတတ်တယ်အဲ့ဒါတော့တစ်ချက်ခရုဆိုင်ရမယ်နော်အဲ့တော့ငွေကြေးကိစ္စတွေလည်းအဆင်ပြေမယ်ပညာရေးကိစ္စတွေလည်းအဆင်ပြေမှုအောင်မြင်မှုတွေရရှိနိုင်တယ်အင်တာဗျူးကိစ္စတွေစာအုပ်ဘက်ကိစ္စတွေလည်းအထူးကောင်းမွန်လာမှာဖြစ်ပါတယ် အဲ့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေဆိုရင်တော့ပြန်တွေ့တတ်တယ်เนาะကွဲကွာသွားတဲ့လူတွေနဲ့ပြန်လဲဆုံစည်းတတ်တယ်เนาะကွဲကွာသွားတဲ့လူဟောင်းတွေနဲ့ပြန်လဲဆုံစည်းတတ်တယ်ဆိုရင်နမိတ်ဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့ဒီကဲ့အထိပ္ပယ်ကလမ်းကြောင်းအဟောင်းเนาะလမ်းကြောင်းအဟောင်းကိုလောက်ကင်နေတဲ့အဟောင်းတွေရက်ပြီးတော့လုပ်ငန်းအစ်စ်ပေါ်ခြင်းเนาะအစ်စ်တစ်ဖန်ပြန်လဲနိုးထခြင်းဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့အစ်စ်တစ်ဖန်ပြန်လဲနိုးထခြင်း เนาะလုပ်ငန်းကင်များနေရှေ့ကိုပို့ပြီးတော့အဆင်ပြေလာမယ်เนาะရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ရတတ်တယ်เนาะရက်တန့်နေတဲ့ငွေကြေးတွေเนาะပြန်ပြီးတော့ဝင်လာတတ်တယ်ရစရာရှိတဲ့ငွေတွေပြန်ရလာတတ်တယ်စုံးပြီးတော့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ်เนาะအဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ပြန်လည်ရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေအင်္ဂါသားသူများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေ ဘုရူသာသမိတ်ဆွေများလုံးမင်္ဂလာပါဘုရူသာသမိတ်တွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟောတရားဟောကြားပေးมาဖြစ်ပါတယ်အဲ့တော့ဘုရူသာသမိတ်တွေအတွက်ကကြားလာတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာကြားလာတဲ့တဲတော်ကက်ကတော့အင်မတန်မှကောင်းပါတယ်ခွတ်ဘရင်ဆိုတဲ့ကက်နော်ရေလိုင်းနေရေပုံမှာရှိတဲ့ပလင်ကြီးပုံမှာထိုင်နေတယ်ခွတ်တစ်ခွတ်ကိုကင်ပြီးတော့ထိုင်နေတယ်ဘရင်တစ်ပါးရဲ့ပုံပေါ့နော်အဲ့တော့နောက်ကရေလိုင်းနေနဲ့နော်ရေကန်လဲမှာ အဲ့တော့ရေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါပုံဥသာသမီးတွေနေတာဒီ6လပိုင်းဆိုတဲ့ကာလမှာပူပင်စရာတွေမရှိတော့ဘူးအေးချမ်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရေရဲ့အဓိပ္ပာယ်ကတော့အေးချမ်းတဲ့အဓိပ္ပာယ်နော်အဲဘယ်နေရာအောင်မဆိုစိတ်ဝင်ပြန့်နှံ့နိုင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်စိတ်ခံစားမှုစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အတွေးခေါ်အသက်ဆန်းနေပေါ်ပေါက်လာတဲ့စိတ်ချမ်းသာစရာတွေတွေ့ကြုံရမယ်လို့တွေ့ပါတယ်ဘုံဘူးသားသမီးတွေနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်ချမ်းသာစရာတွေတွေ့ရမယ် နော်အဲ့တော့ကုသရောင်းဝယ်ကိစ္စတွေအနုပညာအလားအပါရေးရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးစံစံထူးထူးကြကြအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နှမိတ်ဖြစ်ပါတယ်အဲ့တော့အလှူဒန်းတွေပြုလုပ်ရတဲ့အလှူဒန်းတွေပြုလုပ်ရတဲ့အဲ့တော့ရုံးမြင်္ဂလာအမှုခင်းတွေဖြစ်နေရင်လည်းရုံးမြင်္ဂလာအမှုခင်းကိစ္စတွေအောင်မြင်မယ်အနိုင်ရရှိမယ်ဆိုတဲ့နှမိတ်ဖြစ်ပါတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်ရတဲ့အဲ့တော့ဖျားပူးတွေတွားရတဲ့အလှူဒန်းကိစ္စတွေပြုလုပ်ရတဲ့ တော့စီးပွားရေးလုပ်ငန်းတွေမှာရှေ့ကိုတိုးပြီးတော့ဆောင်ရွက်ရတတ်တယ်တိုးချဲ့ရတတ်တယ်လူမျိုးရဲ့လုပ်ငန်းတွေနော်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်အဲ့တော့ဒီကဲ့အတိတ်ပဲမှာတချက်တတိထားမှာအရက်နဲ့ပတ်သက်တာတို့နော်မူရစေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တတိထားမှာဖြစ်ပါတယ်အမာရွင်းတွေဖြစ်တတ်တယ်အကျမ်းမာရေးတွေရုတ်တရက်ညံ့သွားတတ်တယ်ပြဿနာတစုံတရာပေါ်ပေါက်တတ်တယ်အဲဒါအရက်နဲ့ပတ်သက်တာတွေ နော်ဝိဇီဝါနဲ့ပတ်သက်တာတွေနော်အဲ့တော့အတောက်အစားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြဿနာပေါ်ပေါက်တတ်တယ်အဓိကရဲ့အဓိပ္ပာယ်ကတော့ရဲဝဲခရီးတွေထွက်ကြတတ်တယ်နိုင်ငံရဲ့ခြားခရီးတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်နော်အဲ့တော့မိမိအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာဘုရူသားတွေနေနေရအခက်အခဲတွေဘလောက်ပဲများများ အောင်ပွဲခံနိုင်မယ်စိတ်ချမ်းသာစရာတွေတွေ့ရမယ်တည်ငောင်းနေကြရမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ် တော့ဒီအချိန်ကာလမှာဗိုလ်လူသားပြည်ရင်တွေကကိုဖြစ်ချင်တဲ့ကိစ္စကိုလုပ်ချင်တဲ့ကိစ္စတွေရေရဲဝန်းဆောင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်အလုပ်ပြောင်းချင်တာလားအလုပ်ထွက်ချင်တာလားလုပ်ငန်းအတစ်လုပ်ချင်တာလားကိုလုပ်ချင်တဲ့မိမိလုပ်ချင်တဲ့ကိစ္စကိုရေရဲတင်းတင်းရေရဲဝန်းလုပ်ကင်ဆောင်ရွက်မယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ကျွန်တော်မိတ်ဆွေဗိုလ်လူသားများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာစေနဲ့ပြည့်စုံကြပါစေဘေးပြာတွေဝေးကွာကြပါစေ ကြတာပရိသတ်သမိတ်ဆွေများအားလုံးမင်္ဂလာပါကြတာပရိသတ်မိတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့6လပိုင်းဆိုတဲ့ကာလမှာကြတာပရိသတ်သူတွေကြလာတဲ့တဲတော်နိမိတ်ကတော့ခွက်ဖလား6လုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွက်ဖလား6လုံးနဲ့မှာပန်းပွင့်လေးတွေပွင့်တယ်ပေါ့နော်ပန်းပွင့်လေးတွေပွင့်နေတဲ့ခွက်ဖလား6လုံးနော်ဒီမှာကောင်လေးတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုလက်ဆောင်ပေးနေတဲ့ပုံပေါ့နော်အမျိုးသားတစ်ဦးကအမျိုးသမီးတစ်ဦးကို လက်ဆောင်တွင်းနေပေါ့အဲကျွန်တော်ပေးသားသမီးတွေနဲ့ဒီကဲ့ရဲ့အတိတ်ပဲရတော့သူ့ရဲ့ဒီကဲ့ရဲ့အတိတ်ပဲကွာကိုအရာရာကိုကိုယ့်ရဲ့ကိစ္စတော်တော်များကိုကိုယ့်ရဲ့ဒီစီးပွားရေးလူမှုရေးနော်ကိုယ့်ရဲ့ဒီပြဿနာတွေပြန်လဲသုံးသပ်နိုင်ခြင်းဆိုတဲ့ပေါ့ကိုယ့်ရဲ့ကိုလုံနေတဲ့ကိစ္စတွေကိုယ့်ရဲ့စီးပွားရေးတွေနော်ကိုယ့်ကိုပြန်လဲသုံးသပ်နိုင်ခြင်းအတိတ်ကဖြစ်ရတွေကိုအတုံးပြူပြီးတော့အတိတ်ကကြုံတွေ့ကြုံတွေ့ခဲ့တဲ့အဖြစ်ရတွေကိုတင်ကန်းစာယူပြီးတော့မိမိအနေနဲ့ရှေ့ကို အခွင့်အရေးကောင်းအခွင့်လန်းကောင်းတွေပေါ်ပေါက်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အတွေ့အကြုံဟောင်းတွေကိုအတွေ့အကြုံတွေကိုဟောင်းတွေပြန်လဲပြီးတော့အသုံးချရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့မိန်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံခြင်းเนาะအဲ့တော့စနေတကြဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဆောင်းပါတယ်အဲ့တော့အပြစ်ကင်းစင်ခြင်းဖြူစင်ခြင်းเนาะအပြန်အလှန်နားလည်မှုရှိခြင်းเนาะအဲ့တော့တရေကောင်းများရရှိခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် အပြန်လည်နိုင်တယ်မူရရှိစွာအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာမေတ္တာရေးကိစ္စတွေမှာအင်မတန်ကောင်းတဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့နားလည်မှုတွေရရှိလာမယ်ကာလအတန်ကြာအစင်မပြေဖြစ်နေတဲ့အခြေရေးကိစ္စပဲအိမ်တော်ရေးကိစ္စတွေဆိုရင်ပြန်လည်အစင်ပြေလာနိုင်တယ်အဲ့တော့ဆက်တူရှယ်ယာလုပ်ငန်းတွေနော်ဆက်တူဆက်ဖက်လုပ်ငန်းတွေနေနေရတယ်အကျိုးကျေးဇူးတွေရရှိမယ်အဲ့တော့ကျတာဝိသားသမီးတွေလည်းဒီ6လပိုင်းဆိုတဲ့ကာလမှာမေတ္တာရေးကိစ္စတွေထူးထူးခြားခြားကောင်းမွန်လာမှာဖြစ်ပါတယ် အဲ့တော့ဒီအချိန်ကာလမှာအခြေရင်းနဲ့ပတ်သက်တာအိမ်တော်ရင်းနဲ့ပတ်သက်ရင်လေကိုယ့်ရဲ့ဒီငယ်ချင်ဟောင်းတွေပိုင်းနဲ့ပြန်လဲတွေ့တတ်တယ်ပြန်လဲစုံစည်းတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့လက်ဆောင်တွေရတတ်တယ်ရွှေတဲ့ပစ္စည်းတို့ငွေတို့နော်အဖိုးတဲ့ပစ္စည်းတို့လက်ဆောင်ပစ္စည်းတွေရတတ်တယ်အဲ့တော့ဆွေမျိုးညီကောင်မတွေတရားနဲ့ကိုယ့်ကိုကူညီလာလို့ရတယ်အကူညီထောက်ပံ့ကောင်းတွေလည်းရရှိနိုင်ပါတယ်အလုံးနေရာအိမ်နေရာ အပြောင်းရွှေ့တွေပေါ်ပေါက်တတ်တယ်နော် အိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့တယ်ဆိုင်ကအစ်စ်ဖွင့်ရတာမျိုးတွေဆိုင်ပြင်ရတာမျိုးတွေဆိုင်တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတဲ့တယ်အလားအပါရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးထူးခြားခြားအဆင်ပြေအောင်မြင်လာဖို့ရှိပါပဲအဲကျွန်တော်မိတ်ဆွေသတာပိတာသင်းများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေပြည့်စုံကြပါစေတောက်ကြသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ် အဲ့တော့ဒီတောက်ကြသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအတွက်ကာလမှာကြာလာမဲ့တုံတွေ့လာမဲ့ကန်စတာအဆိုးကောင်းတွေပဲကြာလာတဲ့တေရောနမိတ်ကတော့ထုံချောင်း၃ချောင်းဆိုတဲ့တေရောကဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်အဲ့တော့လူတယောက်ကအဝေးကိုမျောကြည့်နေတယ်ပုံပေါ့နော်ထုံချောင်း၃ယောက်ရဲ့ကြားမှာထုံချောင်း၃ချောင်းကိုကန်ပြီးတော့နော်အဝေးကိုမျောကြည့်နေတယ်ရှေ့မှာလဲရွက်လေးတွေရွက်သင်းမောတွေနဲ့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပုံတောင်ကုန်းတစ်ခုပေါ်မှာတက်ပြီးတော့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပုံဖြစ်ပါတယ် အဓိကရဲ့အဓိပ္ပာယ်ကတော့ဒီတောက်တောက်ကြသားမှုတွေကြာလာတဲ့နမိတ်ပေါ့နော်ဒီကရဲ့အဓိပ္ပာယ်ကအမျော်မြင်ကြီးမားခြင်းဆိုတဲ့ပုံနော်အမျော်မြင်ကြီးမားခြင်းအဲချက်တွင်ခြင်းတိုးချဲ့ခြင်းနော်အသက်ဆန်းတွေကို ရှာဖွေခြင်းလေ့လာခြင်းနော်စူးစမ်းခြင်းဆင်ခြင်သုံးသပ်မှုစွမ်းရည်တွေတိုးတက်ခြင်းနော်အဲ့တော့အသက်ဆန်းတွေကိုရှာဖွေတွေ့ရှိခြင်းဆိုတဲ့ပုံဖြစ်ပါတယ် အဲ့တော့အချိန်ဆက်တွေနော်စက်တူရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာတတ်တယ်နော်လမ်းသစ်ထွင်ပြီးတော့လမ်းသစ်ကိုရှာဖွေလမ်းသစ်ကိုထွင်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ရစ်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ခရီးအသစ်တွေပေါ်ပေါက်လာတတ်တယ်နော်အမ်နေပယ်အသစ်ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းနေပယ်အသစ်တွေပေါ်ပေါက်လာတတ်တယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှာလည်းနေပယ်အသစ်တွေပေါ်ပေါက်လာတတ်တယ်နော်နိုင်ငံခြားခရီးဝေးကိစ္စတွေပေါ်ပေါက်လာတတ်တယ်အထူးအဆင်ပြေမယ် တော့ခရီးတွေထွက်ကားရတဲ့နော်အဲ့တော့ဒီကအတိတ်ပဲကတော့ကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့တိုးချဲ့လို့ရတယ်ဆိုတော့နေနမိတ်ပုံဖြစ်ပါတယ်เนาะကိုယ့်ရဲ့လုပ်ငန်းတွေ6လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးတွေနေရလဲလုပ်ငန်းကြီးတွေကိုပြုလုပ်ရတဲ့တယ်เนาะနိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တဲ့တယ်ကြီးကျောင်းခရီးတွေသွားရတဲ့တယ်အစာဦးအစ်အိုးအိမ်အစ်တွေကိုပိုင်ဆိုင်ရတဲ့တယ်အယောင်းဝယ်ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးတဲမှာ မင်္ဂလာဆောင်ကိစ္စတွေအလူတန်းကိစ္စတွေပေါ်ပေါက်လာတတ်တယ်ကိုယ့်ရဲ့ဆွေမျိုးညီကောင်မောင်နှမတွေထဲမှာနောက်ရက်ဝေးရနေဧည့်သည်တွေရောက်လာတတ်ပါတယ်အဲ့တော့စာချုပ်စာတမ်းတွေပြုလုပ်ရတတ်ပါတယ်အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ကလည်းအခြေရေးကိစ္စတွေမြစ်တာရေးကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်နှမိတ်မျိုးဖြစ်ပါတယ်ဒီကဲ့အတိတ်ပြရလဲကောင်းမွန်တဲ့ကတ်ထဲမှာပါပါတယ်တောက်ကြသားသမီးတွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေကို ိုးချက်မယ်ချက်တွင်မယ်ဆိုရင်တောက်ကြသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအချိန်ကောင်းအခါကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့လုပ်ငန်းတွေတိုးချက်ရတာမျိုးတွေနော်စူးစမ်းရှာဖွေခြင်းပညာရဲ့အသစ်တွေတင်ကြားခြင်းနော်ခရီးတွေထွက်ကြခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အဲကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံစနေသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါ။စနေသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်။အဲတော့စနေသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာ ဖြစ်ပေါ်လာမဲ့ကန်ဆာတာအဆိုးကောင်းတွေကျွန်တော်တွေနဲ့ဒိဋ္ဌံပြီးပြီးတဲတော့ဆွဲတဲ့ခါမှာစနေသားသမီးတွေကြလာတဲ့ကကတော့ဒုတ်သူရဲကောင်းဆိုတဲ့ပုံပေါ့နော်အဲသူရဲကောင်းတဲ့ရောက်မှာမြင်းကိုကစုံပေါက်ပြီးတော့တစ်ဖက်ကိုခုံကူးတော့မဲ့ပုံပေါ့နော်ဒုံချောင်းချောင်းကိုကင်ထားတယ်အဲခေါင်းမှာကိုကိုချက်ဝတ်တန်စာမှာမီးတောက်မီးလျံအသွင်ဆောင်နဲ့ချက်ဝတ်တန်စာကိုဝတ်ထားတယ်နော်အဲဒီကဲအတိတ်ပဲကတော့ကူးပြောင်းခြင်းနော် အလုံးပြောင်းနေရာပြောင်းနေပေါ်ပေါက်တက်တယ်ဆိုတဲ့အထိပ္ပယ်ဖြစ်တယ်တနည်းအားဖြင့်တနည်းအားရွှေ့ပြောင်းခြင်းနောက်စနေသားသမီးတွေဒီခြောက်လပိုင်းဆိုတဲ့ကာလမှာစိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်နော်ကိုယ်သူများကနေပြီးတော့စိတ်တူအောင်ဒေါသထွက်လာအောင် လာဆွတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်မကောင်းပြောခံရတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်ဒီချိန်ကာလမျိုးမှာစနေသားသမီးတွေနဲ့စိတ်လိုက်မှန်ပါမလုပ်မိဖို့အရေးကြီးတယ်မိမိရဲ့ဒေါသကိုထိန်းသိမ်းနိုင်ပို့ပြီးတော့အဆင်ပြေမယ်ကိုအောင်မြင်လာနိုင်မယ်စိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ် အဲ့တော့စိတ်မြန်လက်မြန်နဲ့ဆောင်ရွက်မိတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့လိုပဲစိတ်တူစရာစိတ်ရှုပ်စရာတွေပေါ်ပေါက်လာတတ်တယ်စိတ်ရှုပ်စရာတွေနော်အဲ့တော့ဒီကာလမျိုးမှာအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေသူလူစရာပေါ်ပေါက်လာတတ်တယ်ဒီကံမှာအလုံးပြောင်းလာပြီးအိမ်ပြောင်းနေရာပြောင်းလာမျိုးတွေပေါ်ပေါက်လာတတ်တယ်အိမ်ရာပြောင်းလာမျိုးဟာစနော် ကိုအဲ့ရနေရာထိုင်နေနေပြောင်းရွှေ့ရတာမျိုးတွေကဆက်ကြုံတွေ့ရတဲ့တဲ့အဲ့တော့နိုင်ငံခြားခရီးတွေခရီးဝေးကိစ္စတွေပေါ်ပေါက်တတ်တယ်နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်နေတတ်ပါတယ်အဲ့တော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ဘက်ကခရီးထွက်ကြတတ်တယ်ခရီးသွားရတတ်တယ်နော်အဲ့တော့အပြိုင်ဆိုင် အနောက်ရှက်တိုက်ခိုက်တွေတော့အများနိုင်တယ်အဲ့အပြိုင်ဆိုင်အနောက်ရှက်တိုက်ခိုက်တွေကိုမိမိနေနေအဲ့အခက်ခဲတွေကိုကြော်လွားပြီးတော့ အောင်မြင်ပါလိမ့်မယ်။သို့တော့မိမိရဲ့ဒေါသကိုထိရမယ်။မိမိရဲ့စိတ်မြန်လက်မြန်နဲ့မပြုတ်လို့မိဖို့အရေးကြီးပါတယ်ဒီချိန်ခါမျိုးမှာ။အဲ့တော့ဒီချိန်ခါမျိုးမှာစမ်းသစ်တွေ့ထွန်မှုတွေနော်အသက်ဆန်းပြုတ်လို့တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်ပါတယ်။အဲ့တော့ဒီချိန်ခါမျိုးမှာစနေသားသမီးတွေအနေနဲ့ဟာအလုပ်ပြောင်းတာမျိုးတွေအပြောင်းရွှေ့တွေထူးထူးခြားပေါ်ပေါက်လာတဲ့အဲ့ရပြောင်းရွှေ့တွေနော်အဲ့တော့ကောင်းသောပြောင်းရွှေ့ခြင်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်။နော်ရှေ့ကို ိုယ်ကစ조사အားထုတ်မှုကနေပြီးတော့အောင်မြင်မှုတွေရရှိလာမယ်ဆိုတဲ့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့မစုံမနစ်တော့ဇွဲလုံးလာဝိရိယနဲ့조사မယ်ဆိုရင်အောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ